မင်္ဂလာပါဝင်း family education center မှာကြိုဆိုပါရစေဒီနေ့သင်ကြားပေးလိုတဲ့သင်ခန်းစာလေးကတော့အသုံးများတဲ့ဝေါ်ဟာရာဖြစ်တဲ့အာငါးသူတစ်ပါးယောက်ျားမိန်းမပေါ့နော်ဒါလေးအခြေခံချက်လေးတွေကိုတို့ပြချင်ပါတယ်နော်ဒီမှာဆိုလို့ရှိရင်အရှိဗီဒီယိုလေးမှာလည်းတင်ထားပါတယ်နော်ပြန်ပြီးတော့လေ့လာကြည့်ရှုလို့ရပါတယ်နှုတ်ဆက်လို့ရှိရင် မင်္ဂလာပါပေါ့မြန်မာလိုဆိုရင်နော် hello အင်္ဂလိပ်လိုဆိုရင် hello တိရုပ်လိုဆိုရင်နော် ni hao ni hao ni hao ကျေးဇူးတင်ပါတယ်ဆိုလို့ရှိရင်နော် thank you thank you အင်္ဂလိပ်လိုတိရုပ်လိုဆိုရင်နော်ဆိုရင်မင်းနာမည်ဘယ်လိုခေါ်လဲပေါ့နော်အဲဆိုနာမည်ဆိုရင်နော် major လို့မှတ်ထားပြီးပါနော် major လိုက်ပြောကြည့်ပါဦး major ကိုကိုဆိုရင်ကျွန်တော်ပေါ့နော်ကျွန်တော်ဖြစ်ဖြစ်ငါဖြစ်ဖြစ်ကျွန်မဖြစ်ဖြစ်ပေါ့အဲ့ဆိုရင်အဲအင်္ဂလိပ်လိုဆိုရင်တော့ I and me ပေါ့နော်တရုတ်လိုဆိုရင်တော့ wo wo ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ကိုကိုပြောမှဆိုရင်တော့ wo wo ကြောက်ကြည့်ပါအောင် wo me ဒါမှမဟုတ်ခမရဆိုလို့ရှိရင်နင်ရောပေါ့နော်အဲ့လိုမျိုးပြောမယ်ဆိုလို့ရှိရင်တော့အင်္ဂလိပ်လိုဆိုရင်တော့ you ပေါ့တရုတ်လိုဆိုရင်တော့နီနီနီနောက်ကနေလိုက်ပြောကြည့်ပါနော်နီတူရောကြားလေးဖြစ်ဖြစ် main ကလေးဖြစ်ဖြစ်တူတူမပေါ့နော်အင်္ဂလိပ်လိုဆိုရင်တော့ he she ပေါ့အရာဝတ္ထုဆိုရင်တော့ဟောဒီဟာဟိုပါပေါ့နော်တရုတ်လိုဆိုရင်တော့ tar 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 နော်ယောက်ျားလေးလည်း tar main ကလေးဆိုလည်းသူဆိုလို့ရှိရင် main ကလေးဆိုလည်း tar ပဲဒါပေမဲ့ရေးတဲ့နေရာမှာပဲနည်းနည်း꿰တာဖြစ်တဲ့အတွက်ဟို tar လို့တည်ထားရင်လုံလောက်ပါတယ်နော်ရေးရင်တော့နည်းနည်း꿰တယ်ယောက်ျားလေး tar ရယ် main ကလေး tar ရယ်အရာဝတ္ထု tar ရယ်မတူပါဘူးနော်ဒီဟာဆိုလို့ရှိရင်ဒီဟာဟိုဟာဆိုရင် this that တိရလို့ဆိုရင်တော့ chair ဒီဟာဆိုရင်ကျဲဒီဟာဆိုရင်ကျဲဟိုဟာဆိုရင်နာဟိုဟာဆိုရင်နာအဲဆိုရင်ပြောကြည့်ပါအောင်ဒီဟာဆိုရင်ကျဲဟိုဟာဆိုရင်နာဘာလဲဘာလဲဒီမှာတရုတ်လေငယ်တော့စတယ်လို့ပေါ့ဝတ်ဆိုတာဘာလဲဆိုတဲ့ပုံစံမျိုးကနော်ဝတ်ဆိုရင်ရှမာဝတ်ဆိုလို့ရှိရင်တရုတ်လိုရှမာဘာတူလဲဆိုလို့ရှိရင်ဟူရှေ 谁？谁？你是谁？什么不读嘞？你是谁？这是什么？他把嘞？这是这是什么？他把嘞？别别老嘞？How many？所以几几？How many？How much？几？几？给二十元。အခြေခံအကြဆုံးစကားလုံးလေးတွေကိုတည်သွားမလို့ထင်ပါတယ်။ အိမ်မှာပြန်ပြောကြည့်ပါတင်သိထားသမျှကိုမိတ်ဆွေတငယ်ချင်းတွေနဲ့ပြန်ပြီးတော့ share ကြည့်ပါနော်ဒီဗီဒီယိုလေးကိုကြိုက်ရဆိုလို့ရှင်တော့ like and share လေးလုပ်ပေးဖို့ subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်နော်ကြံတွေ့မယ်ကြိုက်ချင်း